အလုံးပဲမင်္ဂလာပါရှင်။ Ghost Stories မြန်မာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။စိတ်ဝင်စားစရာကောင်းတဲ့ပရာလောကဇာတ်လမ်းများနဲ့တရေတစီဇာတ်လမ်းများကိုစိတ်ဝင်စားသူတို့အတွက်အမြဲမပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and following လေးလုပ်ပြီးစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ The Tech Coupon ကျေးဇူးပြု၍တတ်တောင်းတတ်တာထိုင်မှာမိမယကိုမဟင်ချပါမယ်။ဒီဇာတ်လမ်းလေးကိုစတင်ပါပြီ။ ကျမအမေက လူတိုင်းမှာကြောက်စရာအကြောင်းတစ်ခုရှိတယ်လို့ပြောတတ်ပါရဲ့။ကျမရဲ့ကြောက်စရာကတော့တကားခောက်တန်ပါ။အထူးသဖြင့်ညင့်တန်းခောင်ရံမှာကြားရတဲ့တကားခောက်တန်။တခါတုန်းကကျမတို့မိသားစုဟာကြီးလက်ကုံမြင့်လေးပုံမှာရှိတဲ့ဘိုးဘွားပိုင်အိမ်ကြီးတဲ့တောင်းနေခဲ့ကြတယ်။အိမ်ကြီးကတစ်တာအဟံလေးရိုက်တိုင်းအကြွေခွာတန်ဒီမိတယ်။ဒါပေမဲ့ အဲ့ဒီအိမ်ရဲ့စီကံတစ်ခုရှိတယ်။ညဘက်စင်နရီကြောကောင်းရင်ဘသူအတန်မှမကြားရင်တောင် တကားကို လုံးဝမဖွင့်ရဘူး။အဖေကခက်တင်းတင်းနဲ့တတိပီးကြီးကဘသူပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ညစင်နရီကြောရင်တကားမဖွင့်နဲ့မှတ်ထား။ပထမဆုံးညကတည်ငင်ခဲ့တယ်။ဒုတိယညမှလည်းဘာမှမဖြစ်ခဲ့ဘူး။တပလောက်ကြာတော့ကျမတို့စီကံကိုနည်းနည်းပြင်းလာကြတယ်။ဒါပေမဲ့တညမှတော့အဲ့ဒါဖြစ်လာခဲ့တယ်။ ည7:00နာရီခွဲလောက်မှာတကားခုတ်တာနှစ်ချက်အမီနဲ့အဖေမျက်လုံးချင်းစုံကြတဲ့ကျမတို့အားလုံးလက်ဖွာပေါ်ခေါင်းငုံပြီးထိုင်နေကြတဲ့အခန်းထဲမှာတကားခေါက်တန်ကထူးဆန်းလို့လို့လေထူးတောင်အေးဆက်ထွားတယ်လို့ခံစားရတယ်။ဟေးဘသူလဲဒီအချင်းခါကြီးမှာအဖေကတူတူလေးပြောလိုက်တယ်။တွားမကြည့်နဲ့တော့အမိအထံမှာတုံလီမှုလေးပါလာတယ်။တကားကချက်ခေါက်လာတယ်။ တကားခောက်တန်နှင့်ချက်ပိုပြင်းလာတယ်ဒီတစ်ခါတော့ခောက်တန်နှင့်ချက်ကြားမှာအနှဲငယ်ခြားနားမှုရှိတယ်ပထမတစ်ချက်ကပုံမှန်ပဲဒါပေမဲ့ဒုတိယတစ်ချက်ကပိုပြီးလေးလံပိုပြီးနဲ့ဆိုင်သလိုခံစားရတယ်လူကခောက်ကမဟုတ်ဘူးတသားတုံးရှိနေထုတ်သလိုမျိုးပါအဖေကမရက်တော့ဘူးသူထပြီးဓာစီတလက်ယူကတကားစီသွားတယ်ကျမတို့အားလုံးခြေပြားထောက်ပြီးလိုက်ကြည့်ကြတယ် အဖေကဒကာမင်းနဲ့တင်ကိုနားထောင်ပြီးဘူးလဲဟိဘူးလဲကွာအော်မေးတယ်အပြင်ဘက်ကတိတ်ဆိတ်သွားတယ်ခဏလောက်ကြာတော့မှတကားခောက်တန်နဲ့ချက်ဤခါအလွန်တရာကျဲလောင်စွာတကားကတစ်သားချောင်းတွေကွဲကြည့်လို့နေပါချောင်းကြီးသုံးခါသွားတယ်အဖေကမင်းနာပြသွားပြီးနောက်ပြန်ဆိုလာကအားလုံးအခန်းထဲဝင်ပြီးတကားကိုတော့ခါကြညင်းညူတယ်လို့ဖြိုးလိုက်တယ် ကျမတို့ပြေဝန်းဒီတကားကိုတော့ခတ်လိုက်ကြတယ်နှလုံးခုန်တန်တွေကိုကြားနေရတယ်လို့ခံစားရတယ်ခြေလန်းတန်တွေကြားရတယ်ဒါပေမဲ့လူသွားတဲ့တန်မဟုတ်ဘူးတစ်သားတို့ကြီးတို့ကိုမြေကြီးပေါ်ဆွဲချထားတယ်လို့ကြမ်းတမ်းတဲ့တန်မှာအတန်ကအင်ရဲ့ပက်လယ်ကိုလှက်ပတ်သွားနေတယ်ပဒင်းပုတ်တစ်ခုစီရောက်တန်းရက်သွားတယ်ကျမတို့မျက်နှာပြင်နေဖြူဖက်ဖြူရောဖိကုံကြတယ် တကားခောက်တန်ထက်ကြရတယ်ဒီတခါတော့နောက်ဖေးမိဖို့ကြောင့်ကတကားကနေပါ တကားခောက်တန်တစ်ချက်အဖေကဖုံးကောက်ကဂျေးရကလုံယူငေးကိုခေါ်ဖို့ကြိုးစားတယ်ဒါပေမဲ့ဖုံးဂျေးနလန်ကစူညံတန်နေပဲထလာတယ်လုံးဝအလုံးမလုပ်တော့ဘူးအဲ့ဒီအခိုက်တောက်မှာပဲအိမ်ထဲကမီးတွေအားလုံးတကြိုင်နဲ့မိတ်သွားတယ်အမေကငိညစ်ညူညူငိုကြွေးလိုက်တယ်ကျမတို့အိမ်ခန်းထဲမှာစုယုံထိုင်နေကြရတော့တယ် အပြင်ကအတန်တွေရက်သွားတယ်။တခုခုကစောင်းနေသလိုပါပဲ။ကျမတို့ရဲ့နောက်ဆုံးအသက်ရှူတန်ကိုတောင်ကြားနေရသလိုခံစားရတယ်။နိုင်ရီဝက်လွန်ကြာမြင့်သွားတယ်။ဘာမှမဖြစ်တော့တဲ့အတွက်ကျမတို့စိတ်တွေအနေငယ်ပြေလျော့လာကြတယ်။သွားပြီလားလို့အမေက တိုးတိုးလေးပြောလိုက်တယ်။အဖေကတတိစီကြီးလာပြီးပရင်ပုတ်စီသွားပြီးဖုံးအုပ်ထားတဲ့ကဲလန့်ကာကိုခြောင်ကြည့်လိုက်တယ်။ ူ့ရဲ့ခန္ဓာကိုယ်ကတဒိမ့်ဒိမ့်နဲ့တုံကြီးသွားလေဘာဘာလဲလို့ကျမကတုံတုံကြီးကြီးမေးလိုက်မိတယ်အဖေကပြန်မဖြေဘူးသူ့မျက်လုံးတွေကကြောက်လန့်တကြားနဲ့ကြေပြက်နေတယ်ကျမလည်းထသွားပြီးသူ့ဘေးမှာရက်ကအပြင်ကိုကြည့်လိုက်တယ်အပြင်မှာလူပုံးတယောက်ရက်နေတယ်ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကပုံရိပ်ဖောက်ပြန်နေတယ်လို့ပါပဲခြေတလုံးတွေကမြေကြီးတဲ့နှစ်မြုပ်နေပြီး ခန္ဓာကိုယ်ကလေဒုထဲမှာမျောပါနေသလိုခံစားရတယ်။သူ့လက်ထဲမှာတစ်သားတုံးကြီးတုံးကင်ထားတယ်။အဲ့ဒီအရာကြီးကကျမတို့ကိုမျက်နှာမူပြီးပြုံးနေတယ်။သူဝဇက်ကပုံဖန်လူတွေလူဘေးကိုပြန်ကျဲပြုံးလာမဟုတ်ဘူး။ဒေါင်လိုက်ကျဲပြန်လာတဲ့ပြုံရဲရဲပုံပါ။ကျမကချောင်းကြည်ရာကနေစုတ်ကျသွားပြီးအော်ဟစ်ချင်တာကိုလက်နဲ့ပါဇက်ကိုပိတ်ဆို့လိုက်ရတယ်။အဲ့ဒီအချိန်မှာပဲ တကားခောက်တန်နှစ်ချက်အိမ်ထဲမှာပါအဲ့ဒီအရာကအိမ်ထဲကိုတော့ဝင်လာပြီ အဖေကကျမတို့အားလုံးကိုကြည့်ပြီးမြည်ရွေကြကမင်းတို့ကိုကာကွယ်ဖို့အတွက်ကြိုးစားခဲ့တယ်ဂျေဇုပြုပြီးခွလွတ်ပါဒီကိုညင်းညူတယ်လို့ပြောလိုက်တယ်သူဘာကိုဆိုလိုတာလဲကျမစဉ်းစားနေမိတယ်တကားခောက်တန်ကပိုနီးကလာတယ်ဒီတခါတော့ကျမတို့ရှိတဲ့အခန်းရဲ့တကားကနေတကားခောက်တန်နဲ့ချက် အလွန်နီးကပ်စွာကြားခဲ့ရတယ်။အမေကငိုကြွေးပြီးဆူတောင်းနေတယ်။အဖေကကြားကိုစုပ်ကင်ထားတယ်။ကျမကတော့မျက်လုံးမှိတ်ပြီးဒီခောက်တန်တစ်ချက်ရဲ့အသေးပေကိုစဉ်းစားနေမိတယ်။တကားကဖွင့်သွားတယ်လို့ခံစားရတယ်။အေးမြပြီးအနံ့ဆိုးတဲ့လေးတစည်းကို ရှူရှိုက်မိတယ်လို့ခံစားရတယ်။ကျမရဲ့နားထဲမှာတကားခောက်ပံနောက်ဆုံးတစ်ကြိမ်ကြားရတယ်။တကားကောက်တန်းနှစ်ချံအတွင်းဘက်မှနားအလိုနီးကပ်စွာကြားလိုက်ရတယ်။ ပြီးတော့အေးချမ်းသွားတယ်။နောက်တနေ့မနက်ဂျေးလက်ဂျေးရွာကလုံကျုံကြီးတီကကျမတို့အိမ်ကိုရောက်လာကြတယ်။သူတို့ကတကားဖွင့်ပေးဖို့အော်ဟစ်ခေါ်ကြတယ်။ကျမအိပ်ပျော်နေရကနီးနိုးလာခဲ့တယ်။ကိုခန္ဓာနောက်သွေးချီဦးထားတယ်လို့နာကျင်ကြိုက်ခဲနေတယ်။ကျန်နေသူတွေအားလို့အခန်းမသိင့်လူအိရထဲမှာငိုကြွေးနေကြတယ်။လုံကျုံရေးတွေကိုတကားဖွင့်ပစ်လိုက်တော့သူတို့ရဲ့မျက်နှာတွေဖြူဖက်ဖြူရော်နဲ့စိုက်ကြည့်နေကြတယ်။အဲ့ဒါနဲ့ပဲကျမလည်းနောက်ကျောပြန်လဲကြည့်မိတယ် အိမ်သေးကတကားတိုင်းမှာတစ်သားနဲ့ထူထားတဲ့ကြီးမားတဲ့အဆက်အနီအောင်ကြီးတွေရှိနေခဲ့တယ်။အဖေခန္ဓာကိုယ်ကိုကျေးလက်ကျေးရွာတင်ချိုင်းထဲမှာမြုပ်နှံခဲ့ကြတယ်။ဒါပေမဲ့ကျမသိတယ်။သူ့အဲ့ဒီမှာမရှိဘူးဆိုတာ။ဒီကနေ့အထိညဘက်10နာရီကျော်တိုင်းတကားခောက်တဲ့နှုတ်ချက်တိုးတိုးလေးကျမရဲ့အိတ်ခံတကားကိုတစုံတစ်ခုကလာခောက်တယ်။ဒါပေမဲ့အခုတော့ခောက်တဲ့နှုတ်ချက်ကြမှာ ကျမရဲ့အဖေအတန်ကိုတိုးတိုးလေးကြားရတယ်။ဖွင့်ပါခြေစုပ်ဖြူပြီးတံခါးဖွင့်ပေးပါ။တံခါးခောက်တန်းနှစ်ချပိုတိုးလာခဲ့တယ်သူက။အပင်ဘက်ကနီဝင်ကျင်တာမဟုတ်တော့ဘူး။သူကကျမနဲ့အတူအိမ်ထဲမှာရှိနေတယ်။တံခါးခောက်တန်းနှစ်ချပိုမိုကျက်လောင်ပိုမိုအေးတကြီးဖြစ်လာခဲ့တယ်။ကျေးဇူးပြုပြီးဘသူမှဖွင့်မပေးနဲ့တော့။နောက်ဆုံးတခါခောက်တန်းတစ်ချက်ပြင်းထန်စွာကြားရပြီးယုတ်တိရရက်တန်သွားကား တခင်းဖြစ်နဲ့တိတ်ဆိတ်သွားခဲ့ပါတော့တယ်။ဇလန်းဆုံးထိနာဆင်ပေခဲ့တော့ပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။